PSG ကိုဂိုပြတ်ရှုံးနိမ့်ပြီးတဲ့နောက်မက်ဆီပေါ်ဝေဖန်မှုတွေကိုကာကွယ်ပေးလိုက်တဲ့ဇလာတန်မနီကကစားခဲ့တဲ့ကလပ်ကပပလာပြိုင်ပွဲ၁၆တင်းရှိဆုံးထွက်ပွဲစဉ်မှာအင်တာမိုင်ယမီတင်းဟာဖြည့်တိထိတ်တဲ့ကလပ် PSG တင်းကိုဂိုပြတ်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်ဝေဖန်မှုတွေပြင်းထန်ထားခြင်းကိုခံခဲ့ရသူကတော့ကမ္ဘာကျော်ဘောလုံးကျပွင့်လျိုနယ်မက်ဆီပဲဖြစ်နေပါတယ်အတင်းရဲ့ရှုံးနိမ့်မှုရလဒ်တွေကြောင့်မက်ဆီရဲ့ဆွမ်းဆောင်ရည်ပေါ်ဓာတ်ရိုက်ထိခိုက်တဲ့ဆိုတဲ့၃၀ချက်တိထွက်ပေါ်လာချိန်မှာပဲအတင်းမောင်ဖြည့်တဲ့ဆွီဒင်ကနဝင်တိုက်စစ်မှုဇလာတန်အီဘရာဟီမိုဘက်ကတော့မက်ဆီဘက်ကနေပဲပြပြတတကာကွယ်ပြောဆိုခဲ့ပါတယ် PSG လို AGA တင်းတင်းကို ။အင်တာမိုင်အမီဒင်းကဂိုးပြတ်ချုံနေခဲ့တဲ့အတွက်ပိတ်သက်ချုံနဲ့ဘောလုံးဝေပန်သူတွေဟာအတင်းရဲ့အဓိကချက်ပွင့်မက်ဆီရဲ့စွမ်းဆောင်ရည်ကိုမေကွန်ထုတ်ဆပြုခဲ့ကြပါရယ်။မက်ဆီယာတိုးဦးရဲ့အတင်းကိုမကယ်တင်နိုင်ခဲ့ဘူး။သူ့ရဲ့မော်ဆန်နဲ့စွမ်းဆောင်ရည်တွေပျောက်ဆုံးနေပြီလားဆိုတဲ့သဘောမျိုးနဲ့ဝေဖန်မှုတွေရှိခဲ့ပါရယ်။ဒီလိုကလည်းမက်ဆီယာမေဂျာလိရဲ့အစဉ်တန်းနေကြတဲ့ပြိုင်ပွဲကနေအိုရိုပါထိုက်တန်းသင်းနေနဲ့ပြန်လည်ရင်ဆိုင်ရချိန်မှာအခက်တွေ့နေပြီလို့မှတ်ချက်ပေးခဲ့ကြပါရယ်။ဒီလိုဝေဖန်မှုတွေပေါ်ဇလာတန်အီဘရာဟီမိုဘက်ကပြင်းပြင်းထန်ထန်တုတ်ပြန်ခဲ့ပါရယ်။သူကမက်ဆီမရှုံးခဲ့ပါဘူး။အင်တာမိုင်အမီရှုံးခဲ့တာပါ။69ရာခိုင်နှုန်းသောကစားသမားတွေကမလုံနိုင်တာကိုမက်ဆီကလုံနိုင်တော့မှာပဲ။ သူကကြောက်ရွံ့တင်နဲ့တွဲပြီးကစားခဲ့ရတယ်။သူပြီးတော့မှဘီလက်မီအိတ်တွေထမ်းပြီးပြီးလွားနေတဲ့သူတွေဝန်းရံနေတာပါလို့စူးစားတဲ့သူရဲ့ထုံးစံတိုင်းပွင့်လင်းရိုင်းဆိုင်တဲ့စကားလုံးတွေနဲ့ပြောဆိုခဲ့ပါတယ်။ဇလာတန်ရဲ့ဒီလိုတိုက်ရိုက်စကားလုံးတွေဟာဘောလုံးလောကမှာအမြဲတမ်းပဲ့တင်ထက်လေရှိပြီးအာယုံဆိုင်မှုကိုရရှိတတ်ပါတယ်။ဇလာတန်ရဲ့ဒီစကားတွေကအင်တာမိုင်အမီအသင်းရဲ့ခြေကံအားနဲ့ချက်တွေကိုအတီလင်းမိမောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ်။သူကမစီမရှိခင်ကအင်တာမိုင်အမီအသင်းဟာမေဂျာလိဆော့ကာမှာဘာမှထူးခြားတဲ့အောင်မြင်မှုရှိပဲတာမန်တင်းတင်းတင်းနာဖြစ်ခဲ့ကြောင်းမစီရောက်ရှိလာပြီးမှသာလီကပ်ဖလာရယူနိုင်ခဲ့တာလိုမျိုးအောင်မြင်မှုချို့ရရှိခဲ့ကြောင်းညွှန်ပြောဆိုလိုက်တာပဲဖြစ်ပါတယ်။ တနည်းအားဖြင့်မက်ဆီတူဦးရဲ့စ조사အထောက်မှုကြောင့်သာအင်တာမိုင်အမီတင်းကဒီအဆင့်ကိုရောက်လာတာဖြစ်ပြီးကျန်တဲ့အသင်းမော်ရီရဲ့အည်တွေးရီဟာအဆင့်တန်းမီသေးတာမဟုတ်ဘူးလို့ဆိုလိုတာပါ။ကြောက်ရွံ့တင်တဲ့တွဲကစားရတဲ့ဆိုတဲ့စကားလုံးဟာအသင်းမော်ရီရဲ့အည်တွေးနေကြမှုဘောလုံးမြင့်အားနည်းမှုတွေကိုလောင်ပြောင်းတလို့လို့သုံးနှုန်းထားတာဖြစ်ပြီးဘီလက်မီအိတ်တွေထမ်းပြီးပြီးလွားနေတယ်ဆိုတဲ့သုံးနှုန်းကတော့ကွေးနဲ့မှကစားမော်ရီရဲ့လှုပ်ရှားမှုနှိကွေခြင်းတက်ကြွမှုရှိခြင်းကြန့်ခိုင်မှုအားနည်းခြင်းဒီစနစ်ပိုင်းမပြည့်ဝခြင်းတို့ကိုပုံမှုပြင်းထန်တဲ့စကားလုံးတွေနဲ့ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ ဇလာတန်ဟာသူကိုယ်တိုင်ကလည်းကမ္ဘာစင်ကစားသမားတူဦးဖြစ်ခဲ့တဲ့အတွက်မက်ဆီလိုကစားသမားတူအတွက်အသင်းပေါ်ရဲ့ထောက်ပံ့မှုဘလောက်ရေးကြီးတဲ့ဆိုတာကိုကောင်းစွာသိရှိပြီးဒီလိုအချိန်မျိုးမှာမက်ဆီတူဦးရဲကိုဝေဖန်ခြင်းကမမျှတဘူးလို့ရှုမြင်တာကြောင့်သူ့ရဲ့ထုံးစံတိုင်းပြည့်ပြည့်သားသားဖော်ပြခဲ့ရပဲဖြစ်ပါတယ်။အချို့အားဖြင့်ဒီပွဲစဉ်ရလဟာမက်ဆီရဲ့ဆွမ်းဆောင်ရည်ပေါ်ဝေဖန်မှုတွေထွက်ပေါ်လာစေခဲ့ပေမဲ့ ဇလာတန်ရဲ့ပြောဆိုမှုကတော့အင်တာမိုင်ယာမီတင်းရဲ့ဖွဲ့စည်းပုံကိုကစားသမားအင်အားနဲ့အစ်တန်လိုအပ်ချက်တွေကိုမိမောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ်။မက်ဆီလိုကဘာစင်ကစားသမားတို့ဦးကိုခေါ်ယူထားပေမဲ့သူ့ဘဝင်ချင်းကအတင်းပေါ်ရီရဲ့ဂျီဒီတွေကလိုက်ပါမမိသေးဘူးဆိုတဲ့အချက်ကိုဇလာတန်ကတိုက်ရိုက်ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ဒါအင်တာမိုင်ယာမီတင်းနေတဲ့မက်ဆီကိုထောက်ပံ့ပေးနိုင်မှုအတင်းရဲ့အစ်တန်ကိုတကယ်မြင့်တင်နိုင်မှုအတွက်နောက်ထပ်ဂျီဒီမီကစားသမားတွေကိုထပ်မံခေါ်ယူဖို့အတင်းရဲ့ကစားပုံစနစ်ကိုမြင့်တင်ဖို့လိုအပ်နေကြောင်းကိုလည်းတွဲဝိုက်ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားကိုချစ်တဲ့